ကျွန်တော်တို့ကအဲ့ဒါကိုရှားစီးပွားရေးတစ်ခုလုပ်မယ်ဆိုပြီးတော့ page က memory ရေအကုန်လုံးကိုကျွန်တော်တို့ကဖြတ်ပစ်လိုက်တယ်နော်ဖြတ်ပစ်လိုက်တယ်ပေါ့အားလုံးမင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ကျွန်တော်တို့ဒီနေ့ travel idea page လေးကို ပြန်ပြီးတော့ကျွန်တော်တို့အသက်သွင်းมาဖြစ်ပါတယ်ကျွန်တော်ဒီ page လေးကကျွန်တော်တို့2016ဒီဇင်ဘာမှာကျွန်တော်တို့စာဖွင့်ခဲ့တယ်ကျွန်တော်နှစ်ယောက်တာရေးသားဘွားရေးသားဘွားเนาะ ဟိုခီးကြီးစပြီးတော့သွားကြတယ်အဲစာပြီးသွားကြတဲ့အချိန်မှာကျွန်တော်ခီးသွားတဲ့အကြောင်းလေးခီးသွားဖို့မသွားခင်မှာကျွန်တော်တို့ဘယ်လိုပြင်ဆင်နေဆိုတဲ့အကြောင်းလေးပြီးတော့ကျွန်တော်တို့ဒါမတူညီတဲ့ဒေတာဒါမတူညီတဲ့ရင်ကျေးမှုတွေနဲ့ဒါအဲသူတို့ရဲ့ culture တွေကိုကျွန်တော်တို့ဒါဗီဒီယိုရိုက်တယ်ဓာတ်ပုံတွေရိုက်တယ်စာရေးပြီးတော့ဒီ page လေးမှာကျွန်တော်တို့တင်ကြရပါတော့เนาะကျွန်တော်တို့ covid ကာလမှာကျွန်တော်ဘဲမှဟိုခီးတွေလည်းမသွားတော့ဘူးလုံးအိမ်ထဲမှာပဲကျွန်တော်တို့နေနေရတဲ့အချိန်မှာတော့ကျွန်တော်တို့ အဲဒီ page လေးကိုတော့ကျွန်တော်တို့ရက်လိုက်တယ်ပေါ့နော်ရက်လိုက်ပြီးတော့2020ပေါ့2020ကိုဗစ်ကာလပေါ့ဟွန်း2020ပေါ့19ပေါ့20ပေါ့23လပိုင်းပေါ့နော်အဲ့တော့ဟိုဒီ page လေးကိုရက်လိုက်တယ်ပေါ့ရက်လိုက်တဲ့အချိန်မှာလဲကျွန်တော်တို့ဒါဟိုပေါ့အမှားယွင်းတစ်ခုပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့တော့အဲ page လေးကလည်းဒါ 2k လောက်ဖြစ်လာတယ် follower 2k လောက်ဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့က unpublish လုပ်မဲ့ အစားကျွန်တော်တို့ကအဲ့ဒါကိုရှားစီးပွားရေးတစ်ခုလုပ်မယ်ဆိုပြီးတော့ page က memory ရေအကုန်လုံးကိုကျွန်တော်တို့ကဖြတ်ပစ်လိုက်တယ်เนาะဖြတ်ပစ်လိုက်တယ်ပေါ့အဖြတ်ပစ်လိုက်တယ်ဆိုတော့ဒါကလည်းကျွန်တော်တို့အမှားကြီးမှားခဲ့တဲ့အရာပေါ့เนาะအဲ့တော့ကျွန်တော်တို့အဲ့ဒီအချိန်မှာလည်းဒါဟိုစိတ်တည်းလည်းအစင်မပြေတဲ့အချိန်တွေဒါအကုန်လုံးလူတွေလည်းဒုက္ခမျိုးစုံခက်ခဲမျိုးစုံရောက်နေတဲ့အချိန်မှာလည်းကျွန်တော်တို့လည်းဒါဟိုပေါ့စီးပွားရေးအတွက်ရုန်းကန်နေရတဲ့အချိန်တွေမှာလည်းဒီ page လေးကိုကျွန်တော်ဆက်မ run ပြတော့ပဲနဲ့ အဲတခြားစီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုပြီးတော့ page ကိုကျွန်တော်တို့ကလုံးဝလုံးဝအီကိုကျွန်တော်တို့အကုန်လုံးဖျက်ချပလိုက်တယ်လို့ဖြစ်သွားတယ်နော်ဖျက်ပလိုက်တာအကုန်လုံးအဲတော့အခုအချိန်မှာကျွန်တော်တို့ကဒီ travel idea ဆိုတဲ့ page လေးကိုကျွန်တော်တို့ပြန်ဖွင့်နေပြန်ဖွင့်ပြီးတော့ကျွန်တော်တို့အဲဟိုးရင်တုန်းကထပ်ပိုကောင်းတဲ့တင်ဆက်မှုတွေနဲ့ကျွန်တော်တို့အခီးတွေတောက်လျှောက်ကျွန်တော်ဒီနှစ်ပိုင်းနေမှာပြန်သွားဖြစ်လာတယ် ပြန်သွားပြလာဒီအကြောင်းလေးကိုကျွန်တော်တို့ဒါခီးသွားဖို့အတွက်ကျွန်တော်ဘယ်လိုပြင်ဆင်လဲကျွန်တော်လိန်လက်မှတ်တွေကိုဘယ်လောက်ကြိုဖြတ်လဲကျွန်တော် hotel booking တွေဘယ်လိုလုပ်လဲကျွန်တော်ခီးသွားတဲ့ခါမှာကျွန်တော်တွေ့ကြုံရတဲ့အခက်အခဲတွေအဲကျွန်တော်တို့မတူညီတဲ့ခုနပြောသလိုပဲဒါရင်ကျေမှုတွေအကြောင်းတွေကိုကျွန်တော်တို့ vlog လေးရိုက်ပြီးတော့ sharing လုပ်ပေးပါမယ်ပြန်လည်တင်ဆက်ပေးမှာဖြစ်ပါတယ်အဲတော့ကျွန်တော်ခီးစသွားတော့ကကျွန်တော်တို့ဒါ2016ဝင်ကျင်မှာကျွန်တော်ဒါအဲပြည်တွင်းခီးရီရောက်တောက်လျှောက် ရည်သားပေါ်ရဲသွားဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်စပြီးတော့ဘန်ကောက်ကိုကျွန်တော်စသွားတယ်အလိုမဲ့ဘန်ကောက်ကနေပြီးကျွန်တော် BNN သွားတယ်ပြီးတော့ကျွန်တော်တို့ဘာလီအင်ဒိုနီးရှားဘာလီသွားတယ်အဲပြီးတော့2019 August August မှာကျွန်တော်တို့တော့ Europe သွားကြတယ် Europe မှာတစ်လလောက်ကျွန်တော်တို့နေပြီးတော့ကျွန်တော်နိုင်ငံ၄နိုင်ငံလောက်ပတ်ပြီးတော့ချောက်သွားကြရတယ်ပေါ့နော်အဲဒီအမှတ်တရတွေကတော့တချို့အမှတ်တရအများစုတော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့အမှတ်တရတွေလည်းရှိတာပေါ့ရှိတဲ့ဟာလေးတွေလည်းကျွန်တော်တို့ပြန်ရေးမယ်ပြန်တင်မယ် မရှိတော့တဲ့ဟာကြီးလည်းအများကြီးပဲမရှိတော့တဲ့ဟာကြီးလည်းဒါဖြတ်ပြက်ပြက်သွားတဲ့အရာကြီးလည်းအများကြီးရှိတာပေါ့နော်အဲ့တော့ရှေ့ဆက်ပြီးတော့လေခီးရတောက်လျှောက်သွားမယ်အဲဒီလိုပဲခီးသွားတဲ့အကြောင်းအရာတွေကို မျှဝေမယ်တင်ဆက်မယ်အဲ့တွဲကျွန်တော်တို့ travel idea page လေးကို like and follow လုပ်ပေးပါအားပေးကြပါဦးကျေးဇူးများတင်ပါတယ်ကျေးဇူးပါ thank you